အမေရိကန်ကိုဗီဇာမလိုပဲသွားခွင့်ရသွားပြီဖြစ်တဲ့အာရှဆယ်နိုင်ငံမင်္ဂလာပါဗကန်ထိုင်တဲ့ channel ကနေကြိုဆိုပါရစေ။အမေရိကန်ဟာလက်ရှိမှာတချို့နိုင်ငံတွေကိုပြည်ဝင်ခွင့်တင်းတင်းကြပ်ကြပ်ကန့်သတ်ထားပေမဲ့တချို့နိုင်ငံတွေကိုတော့လွတ်လွတ်လပ်လပ်ဝင်ထွက်ခွင့်ရအောင်လမ်းဖွင့်ပေးထားပြီးတော့2025ခုနှစ်မှာတချို့အာရှနိုင်ငံသားတွေဟာအမေရိကန်နိုင်ငံကိုဗီဇာမလိုပဲဝင်ရောက်ခွင့်ရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ဘာကြောင့်သူတို့ကိုဝင်ခွင့်ပေးထားပြီးအာရှနိုင်ငံအများကြီးထဲမှာမှဒီဆယ်နိုင်ငံကိုဘာကြောင့်ရွေးချယ်ထားတာလဲ။ ီတဲကတချို့ဟာစီးပွားရေးအင်အားကြီးတဲ့နိုင်ငံတွေဖြစ်ပြီးတော့အမေရိကန်နဲ့တရမန်ဆက်ဆံရေးကောင်းကောင်းမွန်မွန်ရှိနေပြီးတချို့ကလည်းလုံခြုံရေးစနစ်အထူးကောင်းမွန်လာပြီးတော့ခီးသွွာလာမှုလည်းကိုယ်စီတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ဒါဆိုရင်ဘယ်နိုင်ငံတွေဖြစ်မလဲဆက်လက်ကြည့်လိုက်ရအောင်ပါ။နံပါတ်1ဘရူနိုင်းဒက်စီကတောက်ရီတန်တက်ပို့ပြီးတော့ဈေးတက်တာတဲ့နိုင်ငံတခုရှိတယ်လို့ပြောရင်တော့ပြည်သက်တို့ယုံနိုင်ပါမလား။အခွန်ဆိုတော့လေလုံးဝနေတဲ့နိုင်ငံတခုပါ။အဲ့ဒီနိုင်ငံကတော့အာရှတိုက်ထင်ပါအကျွေးအမြတ်အများဆုံးနိုင်ငံတခုဖြစ်တဲ့ဘရူနိုင်းနိုင်ငံဖြစ်ပါတယ်။ လူဦးရေ4000ကျော်သာရှိတဲ့နိုင်ငံလေးတစ်ခုဖြစ်ပေမဲ့ရေနဲ့နဲ့တန်းွေအရင်မြင့်ကြီးကြီးမားမားရှိတာကြောင့်တကယ်အောင်မြင်နေတာပါဒိုးချင်းဝင်ဝင်ပမာဏ GDP ကိုကြည့်မယ်ဆိုရင်ကမ္ဘာမှာအမြင့်ဆုံးထက်ကတစ်ခုပါပဲအောင်စရာကောင်းတာကဘရူနိုင်းရဲ့ဘုရင်ဟာကမ္ဘာအချမ်းသာဆုံးသောဘုရင်တွေထဲမှာပါဝင်ပြီးတော့1988ခန်းပါတဲ့နန်းတော်ကြီးမှနေထိုင်ပါတယ်ဒါပေမဲ့ဒီနိုင်ငံလေးဟာအရှိတောင်အာရှမှာခီးတော်အများစုနိုင်ငံတွေထဲမှာမပါပါဘူး။ဘာကြောင့်လဲဆိုတော့တင်းကျပ်တဲ့ဥပဒေတွေ၊ညဘက်ပန်းဖြူပေါ်နေရာနေပေါမှုနဲ့အသိဉာဏ်မကျွေးဝသေးတဲ့လူမှုအတိုင်းအဝန်းကြောင့်ပဲဖြစ်ပါတယ်။ ။ဒါဆိုရင်ဘာကြောင့်အမေရိကန်ကဘရူနိုင်းကိုဗီဇာမလိုတဲ့နိုင်ငံဖြစ်နေထည့်သွင်းခဲ့တာလဲ။အဖေကတော့ယူရှိပါတယ်။တန်တမန်ဆက်သွေးကောင်းမှုမှုစီးပွားရေးတည်ငြိမ်မှုနဲ့ကမ္ဘာအနေဆုံးပြည့်မှုနှုန်းကြောင့်ပါ။နံပါတ်၄ထိုင်ဝမ်ကမ္ဘာတစ်ဝန်းက electronic စနစ်တွေအတွက် microchip တွေ60ရာခိုင်နှုန်းကျော်ထုတ်လုပ်တဲ့နေရာတခုရှိပါတယ်။ပရိသတ်တို့ကိုင်နေတဲ့ဖုန်း၊ laptop တွေ၊ကားစီပိုင်းစတဲ့ရေးကြီးဆုံးကိရိယာတွေကိုထုတ်လုပ်တဲ့နိုင်ငံတခုကတော့ထိုင်ဝမ်ပဲဖြစ်ပါတယ်။ ထိုင်ဝမ်ကတော့အလုံးလက်မဲ့တို့အနေဆုံးနဲ့အတော်လေးအောင်မြင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အန်အိုစီကကောင်းတာကထိုင်ဝမ်ကိုကုလသမဂ္ဂတရားဝင်နိုင်ငံဖြစ်နေလက်မခံသေးဘူးဆိုတာပေါ့။တရုတ်နဲ့နိုင်ငံရဲ့အရေးခင်းတွေရှိနေပြီမေ။ထိုင်ဝမ်ရဲ့စီးပွားရေးကတော့တရရေးတက်နေပါတယ်။အမေရိကန်ကလည်းထိုင်ဝမ်ဟာမဖြစ်မနေလိုအပ်တဲ့မိဖက်ဖြစ်တဲ့အတွက်သူတို့ကိုဗီဇာမလိုဘဲနဲ့သွားလာခင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တရုတ်ကျွန်းသားပေါင်း9သိန်းကျော်ဟာအမေရိကန်ကိုတွားရောက်လည်ပတ်ကြပြီးဒေါ်လာဘီလီယံချီသုံးဆဲကြပါတယ်ဒီစနေ့အသစ်နဲ့တူခီးသွားဧည့်သည်ဥယေကပိုတက်လာမယ်လို့ခန့်မှန်းနိုင်ပါတယ်နံပါတ်3တောင်ကိုရီးယား တေမီဘိုက်တဲကနေပြုတ်ကနေထွက်လာပြီးချင်းချင်းမြန်တော်မင်းအင်တာနက်ကိုသုံးဆွဲလို့ရနိုင်ပြီးတော့အစားအစာကို15မိနစ်တွင်အင်ဒီယာရောက်ပြီးတဲ့ delivery ဝန်ဆောင်မှုရှိတဲ့နိုင်ငံတစ်ခုရှိတယ်ဆိုရင်ဘယ်နိုင်ငံဖြစ်မလဲခံမှန်းကြည့်လိုက်ပါဒေါ်လာဘီလီယံနဲ့ချီတန်းကြီးရှိတဲ့နေပညာကုမ္ပဏီတွေဟာ coffee ဆိုင်တွေလိုမျိုးဟောတစ်ခုဟောတစ်ခုဆိုပြီးလက်ညှိုးထိုးမလဲပေါများနေတဲ့နေရာဟာကိုရီးယားနိုင်ငံပါဒါပေမဲ့တောင်ကိုရီးယားက K-pop, K-drama နဲ့ skin care ပစ္စည်းပိုင်းမှာနေကောင်းမွန်တာမဟုတ်ဘဲစီးပွားရေးတိုးတက်မှုစင်ရကောင်းမွန်မှုရှိပြီး အမေရိကန်နဲ့လည်းရေရှည်တည်တက်မဲ့တန်တမန်ဆက်ဆံရေးကိုထိန်းသိမ်းထားပါတယ်2025ပြည်နှစ်မှာတောင်ကိုရီးယားနိုင်ငံသားတွေဟာဗီဇာမလိုဘဲနဲ့အမေရိကန်သို့ဝင်ရောက်ခွင့်ရတော့မှာဖြစ်ပြီးဒီဥပဒေကြောင့်ပဲနိုင်ငံလုံးတွေအကျိုးစီးပွားတွေများလာမှာပါတောင်ကိုရီးယားဟာ Samsung, Hyundai, LG စတဲ့ကမ္ဘာကြီးဆုံးကုမ္ပဏီတွေရှိတဲ့နိုင်ငံဖြစ်ပြီးတော့ US နဲ့မျိုးစုံသောထုတ်ကုန်တွေနည်းပညာပစ္စည်းစည်ရေးပစ္စည်းတွေမှာပူးပေါင်းရောင်းဝယ်နေတဲ့ထိတ်တဲစီးပွားရေးမဲ့ဖက်တို့ဖြစ်ပါတယ်။ 2023တနှစ်ထဲမှာတွင် US နဲ့တောင်ကိုရီးယားကြားမှာရှိတဲ့ကုန်သွယ်မှုအားဒေါ်လာနီယာဘီလီယံကျော်သွားခဲ့ပြီးစည်ရေးကိုပြောရမယ်ဆိုရင်တောင်ကိုရီးယားဟာကမ္ဘာကောင်းဆုံးစည်ရေးကြီးနိုင်ငံတွေကတစ်ခုဖြစ်ပြီးတော့မြောက်ကိုရီးယားနဲ့လည်းအချိန်မြင့်စစ်ထားဖြစ်နိုင်တဲ့အနေအထားမှာရှိပါတယ်။အမေရိကန်ကတောင်ကိုရီးယားမှာစစ်သား2000ကျော်တပ်ကိုပို့ထားပြီးတော့ငြိမ်းချမ်းရေးကိုထိန်းသိမ်းနေပါတယ်။ဒါကြောင့်မဲတောင်ကိုရီးယားကိုအင်းချမ်းပြီးတော့တည်ငြိမ်ထားတာဟာ အမေရိကန်နဲ့ဦးစားပေးဖြစ်နေပါတယ်။ဒါမဲ့လည်းတောင်ကိုရီးယားမှာအရေးကြီးတဲ့ပြဿနာတစ်ခုရှိနေပါတယ်။အဲဒါကတော့မွေးဖောက်မှုတို့နေသွားတာကြောင့်လူငယ်ဦးရေရောနေသွားတာအဲ့ဒီအချက်ကြောင့်ပဲအနာဂတ်စည်းပွားရေးကိုထိခိုက်စေနေပါတယ်။ဒါကြောင့်လဲဆိုရကငွေကြေးထောက်ပံ့ပေးပြီးတော့မွေးဖောက်မှုတို့တက်ဖို့အားပေးနေတာဖြစ်ပါတယ်။နံပါတ်၄အိန္ဒိယ လူဦးရေ1.4ဘီလီယံကျော်တင်ထားရတဲ့နိုင်ငံတခုပါဒါဟာကမ္ဘာလူဦးရေနဲ့နှိုင်းမယ်ဆိုရင်ငါးပေါ်တပုံတော့ရှိပါတယ်။အိန္ဒိယနိုင်ငံဟာ2025ခုနှစ်မှာအမေရိကန်စီးပွားရေးထက်တော်မှာကျော်လွန်သွားလိမ့်မယ်လို့ခန့်မှန်းထားကြပြီးအခုချိန်မှာလည်းထင်ရှားလာတဲ့ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတခုဖြစ်နေပါတယ်။အမေရိကန်ကလည်းအိန္ဒိယဟာအနာဂတ်တော်မတည်ငြိမ်တဲ့ဖွံ့ဖြိုးဆက်နိုင်ငံမဟုတ်တော့ဘဲစီးပွားရေးအင်အားကြီးတိုင်းပြည်တခုဖြစ်လာတာဖြစ်ကြောင်းလက်ခံထားပြီးနေပညာကုမ္ပဏီကြီးတွေနဲ့ဘီလီယံဒေါ်လာစုံဦးလုပ်ငန်းတွေပြင်စီလီကွန်ဗယ်လီကိုဖန်တီးနေပြီးအလုပ်သမားတွေကိုပါပံ့ပိုးပေးနေတဲ့နိုင်ငံတခုဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့စွန်းဦးလုပ်ငန်းအခုတည်းကမှဆန္ဒကူကအိန္ဒိယနယ်ဖွာတွေတည်ထောင်ထားတာဖြစ်ပြီး2025ပြည်နှစ်မှာအိန္ဒိယဟာကမ္ဘာအကြီးဆုံးစီးပွားရေးတတိယနိုင်ငံဖြစ်လာနိုင်ပြီးဂျာမနီနဲ့ဂျပန်ကိုကျော်နိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ဒါတောင်လဲအမေရိကန်ကလည်းအိန္ဒိယကိုဗီဇာမလိုဘဲဝင်ခွင့်ပေးဖို့စောင်းဖြတ်လိုက်ပြီးအဓိကကတော့စီးပွားရေး၊ပညာရေးနဲ့တန်တမာဆက်ဆံရေးတွေကိုတိုးတက်အောင်လုပ်ချင်လို့ပါ။ အမေရိကန်မှာအိန္ဒိယနယ်ကန်လို့သာ၄မီလီယံကျော်ရှိပြီးကြောင်းတက်နေတဲ့အိန္ဒိယကျောင်းသားဦးရေကလည်းတနေ့တက်တဲ့နေ့ပိုတိုးလာပါတယ်။ဒါကြောင့်မဲ့သူတို့ရဲ့သင်တန်းချင်းနဲ့အသက်မွေးဝမ်းကြောင်းပြုမှုတွေကအမေရိကန်အတွက်တန်ဖိုးကြီးတဲ့စီးပွားရေးအသင်းကုန်လေးဖြစ်လာပါတယ်။ဒီပညာတင်ပင်မှာလည်းအိန္ဒိယက engineer တွေနဲ့ IT professional တွေက American company တွေကိုထောက်ပံ့ပေးနေပြီးဥပမာ Google, Microsoft, Adobe တို့မှာတော့အိန္ဒိယနယ်ပေါ် CEO တွေကဦးဆောင်နေတာဖြစ်ပါတယ်။ဒါမဲ့လည်းအိန္ဒိယဟာအထုတ်ထိပ်နဲ့အောက်ခြေနှခုရောရှက်နေတဲ့နိုင်ငံတစ်ခုပါ။ ချမ်းသာသူကကြီးကြီးတက်ချမ်းသာပြီးဆင်းရဲသူကကောင်းကောင်းစရာမရှိအောင်မွေးတယ်တိုင်းပြည်လိုလည်းပြောလို့ရပါတယ်ဒါမှလည်းအမေရိကန်တွေအိန္ဒိယကကမ္ဘာနိုင်ငံကြီးမှာအရေးကြီးတဲ့မိဘတိုးဖြစ်နေပြီးအထူးသဖြင့်တော့တရုတ်နိုင်ငံရဲ့အာဏာကြီးလာမှုကိုတုံ့ပြန်နိုင်တဲ့နိုင်ငံဖြစ်လဲသတ်မှတ်ထားပါတယ်နံပါတ်၅စင်ကာပူအကောင့်သေးတဲ့လောက်အစိပ်ပြင်းတဲ့နိုင်ငံဆိုရင်တော့ပြင်မလဲစင်ကာပူပါအလွန်ကျင်းမြောက်ပြီးတော့နေရာလွတ်တော်မရှိတဲ့နိုင်ငံကကမ္ဘာအချမ်းသာဆုံးစီးရင်ဝင်နေတာအံ့ဩစရာပါဒီနိုင်ငံမှာကက်ဆီနိုမုန့်ကိုရှာဝေတာထက်မီလီယံတထေးတွေကိုရှာရတာပိုလျော့ပါတယ်ဒီလိုကျုံးစုနိုင်ငံလေးကစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာတာကတော့သ သူတို့ရဲ့ညင်နေအကြံကောင်းနေကြမှာပဲအမေရိကန်ကစင်ကာပူပြည်သူတွေကို2025မှာဗီဇာမလိုပဲဝင်ခွင့်ပေးနေတာကအကြောင်းမဲ့တသက်မဟုတ်ပဲစင်ကာပူကကမ္ဘာကုန်သွယ်ရေးမှာထရီလီယံပေါင်းများစွာကိုချုပ်ကန့်ထားပြီးအလွန်ခိမိတဲ့တိုက်ကြီးတွေပြည်မှုနှုန်းနေပေါ့ပြည်မှုနှုန်းလုံးဝနှိပါမရှိတဲ့လွန်ကျွေးမြန်မာမှုတွေကမ္ဘာစစ်မီလေးစစ်တွေရှိနေလို့ပေါ့နောက်ထပ်အန်အောပို့ကောင်းတာကစင်ကာပူရဲ့တူးချင်းစုစုပေါင်း GDP ကအမေရိကန်ဂျပန်နဲ့တရုတ်ထက်တောင်မှမြင့်နေတဲ့ချက်ပေါ့နိုင်ငံကိုကွန်မြူနတီတစ်ခုလိုမူဝါဒနဲ့စီမံကိန်းစောင့်ရွက်ခါပြည်ပနိုင်ငံတွေကနေဘီလီယံတော့ ပြင်ပနိုင်ငံတွေကလည်းဘီလီယံဒေါ်လာရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်ဖို့စီးပွားရေးကိုမျှတတည်တတ်အောင်ထိန်းထားနိုင်တာကလည်းထင်ကြီးကြပါ။ဒါပြင်ဒီလိုတင်ခဲ့တဲ့နိုင်ငံလေးကတခြားနိုင်ငံနေရာနီးပါးကိုဗီဇာမလိုဘဲနဲ့ခီးသွားနိုင်ပါတယ်။ဒါပေမဲ့မကောင်းတဲ့ချက်တစ်ချက်ကစင်ကာပူကနေထိုင်ဖို့အတွက်အလွန်စည်းကြီးပါတယ်။ကားတစီးဝယ်နှုန်းမှအစိုးရအခွင့်ကြောင်းဒေါ်လာတသိန်းကျော်ကုန်နိုင်ပြီးတော့အင်ငင်ငယ်လေးတစ်ခုတော့မှတစ်လကိုထောင်ပေါင်းများစွာပေးဆောင်ရပါတယ်။ဒါပေမဲ့လူတွေကဒီမှာနေကျင်ကြတဲ့အဓိကအကြောင်းရင်းကအခွင့်လန်းကြပါ အမေရိကန်ကစင်ကာပူကိုအားရှမှာအရေးကြီးဆုံးစီးပွားရေးမဖက်နေတဲ့တတ်မှတ်ထားကစင်ကာပူရဲ့နည်းပညာမြင့်တဲ့ဘန်စနစ်နဲ့မဟာဗျူဟာဆိုင်ယာတီနီယာကိုအသုံးချပြီးအားရှတဝန်တွင်လုပ်ငန်းလှုပ်ဆောင်နေရပါဒါကြောင့်မဲစင်ကာပူနိုင်ငံသားတွေကိုဗီဇာမလိုဘဲနဲ့ဝင်ခွင့်ရဖို့အမေရိကန်ကအခွင့်အလမ်းပေးထားပါတယ်။နံပါတ်6ဂျပန်ကမ္ဘာပေါ်မှာလူတွေအသက်ရှည်ရှည်နေနိုင်ကြတဲ့နိုင်ငံတကာနိုင်ငံရှိတယ်ဆိုရင်ဒါဟာဂျပန်ပါလက်ရှိကမ္ဘာနဲ့မတူဘဲနဲ့အနာဂတ်ကရောက်လာသလိုခိမီမျိုးကြီးတွေကိုဒလိထုံးတဲ့အဟောင်းတွေနဲ့နည်းပညာခိမီမှုကို ီးပညာခိမိမှုကိုပေါင်းဆက်တိစောက်ထားပါတယ်။ဒါပေမဲ့ဂျပန်ကအမြဲတမ်းအရန်ကြီးခဲ့တာမဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာနိုင်ကြနေတဲ့နိုင်ငံတခုဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့ချင်းတိုတင်းမှာကမ္ဘာစီးပွားရေးအင်အားကြီးဆုံးသုံးခုမြောက်နိုင်ငံတခုဖြစ်လာပါတယ်။ယနေ့မှာတော့ Toyota, Sony, Nintendo တို့လိုကမ္ဘာကျော် brand တွေကိုတည်ထောင်ထားနိုင်ပြီးအန်အောစရာကောင်းတဲ့ချက်တခုကဂျပန်မှာဖန်တီးထားတဲ့ robot အရေးအတွက်ကကမ္ဘာမှာအများဆုံးဖြစ်ပါတယ်။ဒါပေမဲ့လေနိုင်ပညာအင်အားကြီးတော်လည်းဂျပန်ထက်အစိုးရဂျပန်ထက်အစိုးရအရသောပြဿနာတခုကလူရည်ကြနေခြင်းမှာကမ္ဘာနေဆုံးငွေကင်းစနှုန်းထဲမှာပါဝင်တဲ့အတွက် အစိုးရကပြည်သူတွေကိုထောက်ပံ့ကြပြီးခလေးမွေးဖို့တောင်းခလေးမွေးဖို့တွန်းအားပေးနေပါတယ်။အမေရိကန်ကတော့ဂျပန်ကအင်အားကြီးတယ်လို့ယုံကြည်ကြပြီးဂျပန်လူမျိုးတွေကိုဗီဇာမလိုပဲဝင်ခွင့်ပေးလိုက်ပါတယ်။တခြားချက်ကတော့စီးရင်မဟာမိတ်ဆက်မှုပါ။ဂျပန်မှာစစ်တဲ့ကြီးကြီးမားမားမရှိတော့လေအကြီးဆုံးနည်းပညာထောက်ပံ့ထားတဲ့အရန်ကာကွယ်ထောက်ပံ့ရှိပြီးအမေရိကန်နဲ့တူမြောက်ကိုရီးယားနဲ့တရုတ်ကိုချေမှုန်းဖို့အတူတွဲလုပ်နေပါတယ်။နံပါတ်9ကတော့ တက်တန်းတို့ပေမဲ့ကာတာဆိုတာတဘာဝတန်းခွဲ့တဘာဝတန်းခွဲ့အရင်မြေကြီးမှမှုကြောင့်လုပ်ငန်းပိုင်းမှာရောစီးပွားပိုင်းမှာပါအထင်ကြီးစရာနိုင်ငံဖြစ်ပါတယ်တကယ်တမ်းဆိုရင်တို့နိုင်ငံသားတွေဟာအခွန်အနည်းငယ်များသာပေးဆောင်ရပြီးချမ်းသာမှုစစ်မှာတော့ထိတ်ဆုံးမှရှိပါတယ်ကာတာရဲ့နိုင်ငံပိုင်းဆိုင်ရာငွေကြေးရင်းနှီးမြှုပ်နှံမှုအဖွဲ့ဟာကမ္ဘာမှာအကြီးဆုံးနေမှာပါဝင်ပြီးတော့ဒေါ်လာ300ဘီလီယံကျော်ရှိပါတယ်အဲ့ဒီပြင်အယ်ဂျာဆီရာတည်င်းခွန်ရဲ့ကြောင့်မီဒီယာနဲ့နိုင်ငံတကာနိုင်ငံရေးခွဲဆက်မှာပါထင်ရှားမှုရလာခဲ့ပါတယ်2020 FIFA World Cup ကိုကျင်းပနိုင်ခဲ့ခြင်းကလေကာတာရဲ့အင်အားကိုနိုင်ငံတကာမြေအောင်ပြသခဲ့တာပါ အော်မန်နဲ့ဆော်ဒီနီကပင်လယ်ကွေ့ဒေသဟာစစ်ရေးအတွက်ရေးပါတာကြောင့်အမေရိကန်ရဲ့စစ်ရေးနဲ့စွမ်းအင်ဘက်ကရေးပါတဲ့မဟာမေးတစ်ခုဖြစ်နေပြီးဒါကြောင့်လည်းဗီဇာမလိုဘဲနဲ့အမေရိကန်ကိုစိတ်ကျက်ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်နမရှိဖိလပိုင်တဘာဝလာတရားကြောင့်ထင်ရှားပြီးတော့ကျွန်း9000ကျော်ပါဝင်တဲ့ဖိလပိုင်နိုင်ငံဟာလေဒီပွားရေးပွဲမှာလေထိုးခြားစွာနဲ့တိုးတက်လေရှိပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံး call center hub တစ်ခုဖြစ်ပြီးတန်းချီတဲ့ဝန်ထမ်းတွေအတွက်အလုပ်ကံခွဲလဲအများကြီးဖန်တီးပေးနေတာကြောင့်ထုတ်လုပ်မှုနဲ့တူနည်းပညာလောကမှာပါဝင်ရောက်လာနေပါတယ်။အလေးပတ်လုပ်ငန်းအနေနဲ့ဘီလီယံပေါင်းများစွာရှိနေပြီး အလဲလဲတန်းစားလူဦးရေတိုးတက်လာခြင်းကနိုင်ငံစည်းပွားရေးကိုကျူးပြူနေပါတယ်။နောက်ဆုံးအနေနဲ့2025မှာစပြီးအမေရိကန်မှာဝင်ခွင့်ဗီဇာမလိုအပ်တော့တဲ့နိုင်ငံစည်းနဲ့ဝင်လာတဲ့အတွက်လေအမေရိကန်နဲ့ဖိလစ်ပိုင်ကြားစည်းပွားရေးဆက်ဆံမှုတခုကိုပြတ်သားလိုက်တာဖြစ်ပြီးမကြာမီမှာဖိလစ်ပဟာကပစည်းပွားရေးထက်ကိုဝင်ရောက်လာတော့မယ်လို့ခန့်မှန်းရပါတယ်။နံပါတ်၉မလေးရှားမလေးရှားနိုင်ငံရခိုင်ကတံငွေ rubber cycle စတဲ့တဘာဝအရင်းမြစ်ပေါ်မှာမိခိုနေရကနေလက်ရှိမှာတော့ဤပညာ electronic ထုတ်လုပ်မှုနဲ့စက်မှုလုပ်ငန်းတွေကြောင့်ခိမီစည်းပွားရေးနဲ့အဆက်မပြတ်ဖွံ့ဖြိုးနေတဲ့နိုင်ငံဖြစ်လာပါတယ် ။ဒကြင်ကဆင်းရဲမှုနဲ့ယုံကန်နေရတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပေမဲ့ယခုချိန်မှာတော့အရှိတောင်အာရှမှာစီးပွားရေးထိုးထွင်းရောက်နေပါတယ်။သမုလုံငန်းတွေကနေစပြီးဂျင်းနဲ့ထုတ်ကုန်တီနိုင်ငံအတွက်ဘီလီယံချီဝင်ဝင်ရရှိလာကအဝဆရာကောင်းတာတစ်ခုကအစ္စတန်ဘာသာရေးကိုနောက်ခံထားတဲ့နိုင်ငံဖြစ်တော့လေမလေးရှားကဘာသာရေးလေးစားမှုရှိတဲ့နေရာမှာအရှိတောင်အာရှရဲ့ထိတ်ဆုံးနေရာယူထားပြီးဟိန္ဒူဗုဒ္ဓနဲ့ခရစ်ယာန်ဘာသာဝင်တွေအကောင်လုံးတည်တည်ငြိမ်ငြိမ်နဲ့နေထိုင်ကြပါတယ်။ကွာလာလမ်ပူမြို့တော်ရဲ့အလှပနဲ့ မီဒီယာ shopping mall နဲ့စားသောက်မှုပိုင်းမှာလည်းထင်ကြီးစရာနေရာဖြစ်လာပါတယ်။နောက်ဆုံးမှာတော့မလေးရှားဟာနေပြည်တော်နဲ့ digital စီးပွားရေးအတွက်အဓိကနေရာတစ်ခုဖြစ်လာပြီး2025မှာစတင်ပြီးတော့ American ဝင်ခွင့် visa မလိုတော့တဲ့နိုင်ငံဖြစ်လာပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။